ပြည်သူများလုံးမင်္ဂလာခင်ဗျာကျွန်တော်တို့ရဲ့မဖိုက်တာလေးတန့်စင်ကတော့ Ebola Session ဒီမှာထိုးရမယ်ပွဲစဉ်အတွက်မြင့်မြင့်ထန်ထန်လေ့ကျင့်ပြင်ဆင်နေပါပြီကျွန်မတော့လူတွေအများကြီးမရှိဘူးပေါ့လေတည့်ရတိုင်းပဲ Songkran ပွဲတော်ကာလဆိုတော့ထိုင်းနိုင်ငံမှာအားလုံးဒီဘက်ကနေရောညပါအပြင်မှာပျော်ရွှင်နေကြတယ်တယောက်ကိုဘတ်နှထောင်လောက်အထိပေးရတဲ့ပွဲမှာတော့ လူက3000လောက်အပြည့်ပဲလို့ကျွန်တော်သိရှိရတယ်ဗျ။အီဒီယံပွဲတွေပေါ့လေ။အဲ့ဒီပွဲတွေမှာတော့လူကအပြည့်ပဲတဲ့။အဲ့တော့နေရောညပါဆွန်ခရန်နှစ်တူကာလမှာပျော်ရွှင်နေကြတဲ့ထက်မှာဂျင်းကလူတွေလည်းပါဝင်တယ်ပေါ့လေ။အဲ့တော့တန့်စင်အတွက်လက်ကျင့်ပြင်ဆင်ပိုင်းဆိုင်ရာကိုကိုအတင်းဖွဲ့နဲ့ကိုပဲဆောင်ရွက်နေရတယ်ပေါ့။အခုမတိုင်ခင်ပွဲစဉ်တုန်းကဆိုရင်ဗျာသူစူပါလက်ကချင်းကိုသွားတယ်။စူပါလက်ကချင်းကနေတာဝန်ရှိတဲ့သူတွေကသူ့ကိုအကြံဉာဏ်ပေးတာ။ လက်ကျင့်ပေးတာလေကျွန်တော်မြင်တွေ့ခဲ့ရတယ်။ဥရီချိန်မှာတော့အဲ့လိုမျိုးမရှိဘူးပေါ့။ဂျင်မာသူတယောက်တည်းပြင်းထန်တာလက်ကျင့်နေတာကိုကျွန်တော်မြင်တွေ့ရတယ်ဗျ။မနေ့ပြန်ဆိုရင်ပွဲအတွက်ဝိတ်ချိန်တာတွေဆေးစစ်တာတွေပေါ့လေ။ Hydrogen test ဆေးတာတွေကိုဆောင်ရွက်တော့မှာပါ။ဒီတော့တန့်စင်နေတဲ့ Hydrogen test နဲ့ဝိတ်ချိန်တာအောင်မြင်ဖို့တော့လေကြိုးစားနေရတယ်။ရှေ့က1170ပြန်ပွဲကြီးမှာတန့်စင်နေတဲ့တစ်ချိန်ကြာရှုံးမှုဖြစ်ခဲ့လေ။ အဲ့တော့နှစ်နာရီကျော်မှနောက်တစ်ချိန်ပြန်စစ်မှ hydration test ရောဝေရောအောင်မြင်ခဲ့တယ်ပေါ့အုံနောက်ပိုင်းမှာမြန်မာ fighter တွေက hydration test နဲ့ပတ်သက်ပြီးတော့တော်တော်လေးပြဿနာကြီးနေတော့တန့်စင်အနေနဲ့လည်းအဲ့ဒါကိုသတိကြီးကြီးထားဖို့လိုနေတယ်ပေါ့လေအခုနောက်ပိုင်းမှာဝမ်းက hydration test တရဝင်းမစစ်စေးခင်တရက်အလိုမှာကြိုပြီးတော့စစ်စေးပြီးတော့ဘာတွေကဘလို့ပုံနေတယ်ဘာတွေမှာအံဝင်အောင်လုပ်ရမယ်ဆိုတာကိုကြိုတင်အသိပေးတဲ့အတွက် ပြင်ဆင်ရတဲ့အပိုင်းမှာတော့ fighter တွေအနေနဲ့ နည်းလေးအသက်ရှင်ချောင်တာတွေမြင်တွေ့ရတယ်ခင်ဗျအဲ့တော့တန့်စင်လေဒီနေ့အကျိုးဆက်စစ်မှုမှာဘလို့တွေအဖြေထွက်ခဲ့တယ်လဲအဲ့လိုတော့ရှိနေမယ်အဲ့ဒီဖြေပေါ်မူတည်ပြီးတော့ပြင်းပြင်းထန်ထန်လေ့ကျင့်ပြင်ဆင်တာတွေကိုဆောင်ရွက်နေရလဲဖြစ်နိုင်ပါတယ်ခင်ဗျအဲတစ်ဖက်မှာပတ်စုကံပိတ်ကတော့တန့်စင်နဲ့ပွဲဟာသူ့အတွက်အရေးကြီးတယ်သူဟာရှေ့မှာလေးဘွဲဆက်တိုက်ရှုံးနေထားတယ်ပြီးတော့တစ်နှစ်ကျော်ကြာ ပွဲမထိုးဘဲနဲ့ဒီဘွဲအတွက်ပြင်ဆင်နေခဲ့တာဟာတန့်စင်ကိုအနိုင်ပြောက်အတွက်ဖြစ်တယ်ပေါ့လေ တန့်စင်ဆိုတာကိုတော့မသိရသေးဘူးဘယ်သူနဲ့ထိုးရမှန်းသာ तू မသိဘူးဒီဘွဲမှာထိုးရမယ့်ပြိုင်ဘက်ကိုအနိုင်ပြဖို့အတွက်ဖြစ်တယ်ပေါ့အခုတော့တန့်စင်ဖြစ်လာတယ်တန့်စင်ရဲ့အားသာချက်အားနည်းချက်တွေကို तू လေ့လာထားတယ်အဲ့အရာတွေကိုအသုံးချပြီးတော့တန့်စင်ကိုအနိုင်ပြမယ်လို့ဘက်စုကန်ဘက်ကပြောထားတယ်ဗျဒီတော့တန့်စင်ကမနက်ဖြန်မှာ hydrogen test နဲ့ဝိတ်ရှင်နာအောင်မြင်အောင်လက်ရှိမှာတော့ပြင်းပြင်းထန်ထန်လက်ကျင့်ပင်ဆင်ကြဖို့ကျွန်တော်မြင်တွေ့ရတယ် ပြီးတော့အပလာ16ရက်နေ့ထိုးရမယ်ပွဲစဉ်အတွက်လည်းတန့်စင်ဟာဒါသူ့အဖွဲ့နဲ့သူပေါ့လေလေ့ကျင့်ပြင်ဆင်မှုတွေကိုအားကျွမ်းမတ်တက်ဆောင်ရွက်နေပါတယ်ခင်ဗျတန့်စင်အနေနဲ့နှစ်ပွဲဆက်တိုက်အရှုံးကိုရှေ့ဖြတ်ပြပြီးတော့နိုင်ပွဲနဲ့အတူပြိသက်တွေကိုနှစ်တကူလက်ဆောင်ပေးနိုင်ပါစေလို့ဒီနေ့ကနေဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာကြည့်ရှုအားပေးတဲ့ပြိသက်အားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ